တူတူရှိမယ်စင်များအားလုံးမင်္ဂလာပါရှင်မြတ်ပြန်အဖွင့်နေ73ရက်525ပေါ့နော်အဖွင့်နေမနက်ခင်းအတွက်ပါနော်မနက်ခင်းလေးမှာထိပ်ပိတ်ဆိုင်ကလေးပေါ့နော်ရှာပြီးတော့ပြတာပါမယ်ဒါဆိုရင်စကြည့်အောင်နော်ဒီမှာ3ညဒီမှာ4ပါ3ညလေးနှလုံးပေါင်းတော့ပေါင်းခြင်းလေးရမယ်ပါဝါက ိုနာခတ်ကနဲ့လေးခုနဲ့ဆိုပြီးတော့ဒိစီကအုံလုံးရထားပါတယ်เนาะဒါဆိုထွက်ကဏ္ဍလေးကြည့်အောင်ဒီမှာပါเนาะနှစ်တော့ဆိုတဲ့အကြောင်းတော့နှစ်ထိပ်စီလေးခုနဲ့မှာဒီမှာနှစ်ထိပ်စီဆိုပြီးတော့အောင်ထားပါတယ်ဒါဆိုရင်ညီမတို့နောက်တစ်ပင်ကိုဆက်ပြီးတော့သွားကြမယ်เนาะဒီမှာနှစ်ဒီမှာခွန်နှစ်ခွန်နှလုံးပေါင်းတော့ပေါင်ခြင်းကိုပါဝါကလေးနာခတ်က6 6ဆိုပြီးတော့ထိပ်စီက3လုံးပါတယ်เนาะဒါဆိုထပ်ကဏ္ဍလေးကြည့်ရအောင်ဒီမှာ5ပါ6ထိပ်စီဆိုတဲ့အတွက်ကြောင့်မလို့6 6မှာဒီမှာ6ထိပ်စီဆိုပြီးတော့အောင်ထားပါတယ်ဆက်သွားရအောင်ဒီမှာ၄ဒီမှာ၈၄ရှစ်နှလုံးပေါင်းတော့ပေါင်းချင်းနဲ့ပါပါဝါက9နဲ့နက်ကကလေးနဲ့9လေးဆိုပြီးတော့ထိပ်စီက3လုံးရထားပါတယ်เนาะဒါဆိုရင်ကိုအပိတ်ကလေးကိုဆက်ပြီးတော့သွားကြမယ်เนาะ ရှင်းနဲ့၃ပါးပါเนาะရှင်းနဲ့ပေါင်းတော့၃ညာ၃ညာနဲ့၃နဲ့ပေါင်းတော့ပေါင်းချင်းတော့ပါဝါ၈နက္ခတ်၅35အပိတ်ဆိုပြီးတော့ရှာတွေ့ထားပါတယ်အဲ့တော့အပိတ်လေးကိုကြည့်မယ်နှစ်၃ဆိုတော့၃အပိတ်ပေါ့เนาะဒါဆို35မှာဒီမှာ၃အပိတ်ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါဆိုနောက်တစ်ပင်သွားမယ်ဒီမှာ6ပေါင်းတော့9 9 8ပေါင်းတော့ပေါင်းချင်းတော့ ပါဝါရှစ်နက္ခတ်ငါ၃၅ဆိုပြီးတော့အပိတ်က၃ချက်တွေ့ထားပါတယ်เนาะဒါဆိုရင်၉၅၅အပိတ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာကငါဆိုပြီးတော့ရှားတွေ့ထားပါတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီတက်ကတက်၄ပေါင်းတော့ငါเนาะ၅ရဲ့၉ရဲ့ပေါင်းတော့ပေါင်းချင်း၄ရမယ်ပါဝါ၉နက္ခတ်နဲ့ပေါ့เนาะလေကိုနဲ့ဆိုပြီးတော့အပိတ်ရှာတွေ့ထားပါတယ်။ဒါဆိုရင်ညီမတို့ရတယ် ကနန်းကြီးကိုတွေ့ကြည့်ရအောင်နော်နဲ့လေးပါနဲ့ကိုပါနဲ့နဲ့ပါနော်ခွန်လေးခွန်ကိုခွန်နဲ့လေးလေးလေးကိုလေးနဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါကတော့ဖွင့်နေမနေခင်အတွက်ကစားရမယ့်ကဏ္ဍလေးတွေပေါ့เนาะရှာတွေ့ထားတာလေးတွေပါเนาะ ဒါဆိုရင်သူ့ awkward အနေနဲ့သူကတော့လေးလေးနက်နက်ဆိုပြီးတော့ပိုးပြထားတယ်เนาะအဲ့တော့ကိုစင်မလားကြည်ကြရအောင်เนาะကိုယ်တော်မှာတော့ကျွတ်မချနေတဲ့မယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲဖြစ်မနေခင်မှာကံကောင်းကြပါစေလို့ဆုတောင်းလိုက်ပါရှင့်အားလုံးပဲကျေးဇူးတင်ပါရှင့်